အင်္ဂလိပ်စာလေ့လာနေတဲ့သူဟာရုပ်ရှင်ကားတွေဗီဒီယိုစကားတွေနဲ့ပတ်သက်ပြီးတော့လည်းအ ਨੇ အချင်းတော့သိထားတယ်ပါတယ်အဲ့လိုမျိုးသိသွားအောင်အ ਨੇ ချင်းဆိုပေမဲ့လည်းသိတဲ့သိထက်တာတွေအကုန်လုံးသိသွားလို့ဆရာဒီနေ့ပြောပြပြီးမှဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာရှိတဲ့ဟာဒီမှာတချို့စာကြောင်းတွေကလွယ်နိုင်တယ်အဲ့တော့ဗီဒီယိုလေးခဏလေးရပ်ပြီးတော့လွယ်နိုင်တဲ့စာကြောင်းတွေကိုပေါ့ပေါ့အရင်ဆုံးဖြည့်ကြည့်လိုက်မယ်မရဘူးခက်တဲ့ဟာတွေပါပြီဆိုလို့ရှိရင်ပြီးရင်ဆရာအဖြေကိုပြောပြမယ်ပြီးနောက်ထပ်မှတ်ဖို့ကောင်းတဲ့ vocabulary နဲ့ usage တွေပါလို့ရှိရင်စာအုပ်နဲ့တခြားမှတ်မယ်ဒါမှသာရက်60အတွင်း English speaking တိုးတက်လာမှာဖြစ်တဲ့ကိုယ့်ရဲ့ကြိုးစားအထောက်အမှုဟာဆိုရင်အနည်းဆုံး90ရာခိုင်နှုန်းတော့လိုအပ်တယ်ဆိုတော့မှတ်ထားကြမယ်ကဲဟုတ်ပြီအဆင်ဗီဒီယိုလေးကိုခဏလေးချက်ပြီးတော့ဖြည့်ကြည့်ပါဟုတ်ပြီဒါဆိုဖြည့်ပြီးပြီလို့ဆရာယူဆလိုက်တော့မယ်မင်းအကြံဆိုရုပ်ရှင်ကကဘာလဲလဲမေးလို့ဆိုဆရာကထုံးကန်တိုင်းဘာလဲပဲဆာလဲဆိုရင် watch နဲ့ပဲဆာမယ် what ပြီးလို့ဆိုရင်ဒီနေရာမှာဘာဖြစ်တယ်လဲဆိုရင် ဖြစ်တယ်ဆိုတဲ့သဘောတရားပါတယ်အဲကြောင့် is ကိုထည့်မယ် what is မင်းရဲ့ဆိုတာတင်ဤပေါ့တင်ဤဆိုတာဘာလဲဆိုရင် you are 对呀，What is your favorite? F A V O U R I T E favorite。有些教老师啊，movie 都懂来没？还哟，教有些教 film 都懂拿来写的。啊，比方说有行。啊，British English 嘛，写 film 都懂咧。啊，我们 film 呢，但它容易拗呢，F I L M G 啊，等于。film 呢，我们这呢，film，film 啊，这些有些嘛，就是那 little 等于多少 l e n g t o f i l m film ပြီးရင်ရှာလေးကိုလိတ်ပြီးတော့မှအဲ့လိုလေးပြန်ပြေးသွားတဲ့ပုံမျိုး film 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 မဟုတ်ဘူးနော်အဲ့ဒါလေးရုပ်ရှင်ကပဲ movie သုံးလိုက်ရတယ် film သုံးလိုက်ရတယ်အတူတူပဲအဲ့တော့မင်းအကြဆုံးရှင်ကပါလဲဆိုအဲ့လိုမျိုးမေးတတ်ရမယ်ဇလန်းထဲမှာမင်းအကြဆုံးဇက်ကောင်ကဘသူလဲလဲမေကွန်းဆိုတော့ဟူးပဲပေါ့ပြီးရင်ဒီနေရာမှာလည်းဖြစ်တယ်ဆိုတဲ့ပုံလေးရပါတယ်ဗျဘသူဖြစ်တယ်လဲဆိုတဲ့ဒီပဲဖြစ်တယ်ကြောင့်ဖြစ်သည်ဆိုရင်အမစ်စာလာမှာ who is မင်းအကြဆုံးဆိုတော့ခိုင်းလို့ပဲဒီမှာ your favorite လာမယ် your f a v o u r i t e favorite ဟုတ်ပြီဆက်ကောင်ဆက်ကောင် sorry ကောင်တော်တော်များများ character လို့ဆိုရယ် character ဆိုရင်အတန်တန်နည်းနည်းလွဲမယ် character 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 ဆိုရတဲ့မျိုးထပ်မယ် car ဆိုရတဲ့မျိုးမထပ်ဘူးအဲ့ဒါဇက်ကောင်ပဲเนาะ character လို့ဆိုတာနည်းနည်းအတန်တွဲလွဲလိမ့်မယ်ပမာလို့ဆိုရင်တော့ character ဆိုရင်နားလည်ပြီးမယ်အင်္ဂလိပ်လိုမျိုးဆိုလို့ရှိရင် character လို့ဆိုမှအတန်တွဲမှန်တာဖြစ်မယ်အဲ့တော့ who is your favorite character ဒီဇလန်းထဲမှာဆိုတော့ in the movie ပဲပေါ့เนาะ ်ငါဆို sorry ဆရာနဲ့ဆက်သွားတယ် in the m o v i e movie ကဲဘီစတိုရှင်ကဘာအကြောင်းလဲဘာအကြောင်းလဲဘာပိုင်းဘာပဲလဲဆိုရင်ဟုတ်လာမယ်ဘာအကြောင်းလဲဆိုရင်တော့လည်းဖြစ်တဲ့ဆက်လေးပဲဘာသေးတယ်ဘာအကြောင်းဖြစ်တယ်လဲလीဖြစ်တည်တဲ့ပိုင်း is တကယ်လို့လုတ်တဲ့ action တွေဆိုရင် do တွေ does တွေထုတ်ပြီးတော့ subject တွေနဲ့တော့မှာဒီမှာ subject မပါဘူးအဲအကြောင်းဖြစ်တယ်ဆိုရင် a message ပဲထုတ်နေရတာ what is ဆိုရှင်ရုပ်ရှင်ကဆို the movie ပေါ့ရုပ်ရှင်ကကနာ subject မပါဘူးဆိုတာဆရာ action လှုပ်ဆောင်တဲ့ subject မှာပါဘူးလို့ပြောတာเนาะဒီမှာဒါကို subject အနေနဲ့ဒီမှာယူဆရမယ် what is the movie အကြောင်းဆိုတော့နောက်မှာ about လေးထည့်ပြလိုက်မယ်အဲ့တော့ what is the movie about လို့ရှင်ကဘာအကြောင်းလဲနောက်တစ်ခါဘလို့အဆုံးသတ်မျိုး၎င်းမှာရှိတာလဲအဲ့ဟုတ်ပြီအဲ့တော့ဘလို့ဆိုရင်ဆရာရှိမှရောက်ရ30ခန့်အောက်တက်ကြိုရ30မှာဆရာတင်ပေးထားတာဟောင်းလို့တင်ထားပြီအမေဘလို့အဆုံးသက်မျိုးအမျိုးအစားဆိုလို့ရှိရင်လေဆရာတို့အများနဲ့မှတ်ထားမှာကဟိုက kind of ဆိုတာလေးမှတ်ထားတယ်နော်ဟိုက kind of ဘလိုမျိုးစားလဲ what kind of မှတ်ထားမယ်နော် what kind of စားလဲဘလိုမျိုးစားလဲအဲဘလိုစားမျိုးစားလဲဆိုရင် what kind of book လို့အမြောက်စားမျိုးစားလဲအဲဘလိုယောက်ျားလေးမျိုးစားလဲဆိုရင် what kind of boy ဒီမှာလည်းလိုပဲဘလိုအဆုံးသတ်မျိုးမျိုးစားဆိုတော့ what kind of ending ဟုတ်ပြီ၎င်းမှာရှိတာလဲရှိတာကြတော့ဖြစ်တယ်ဆိုရင်အမြင့်စားမဟုတ်တော့ဘူးဒါဆို do just တင်သုံးရတော့မယ်ရုပ်ရှင်ကတကားတဲ့ဆိုတော့တခုရင်းကိုယူစားပြီးတော့ dust ထုတ်လိုက်မယ်၎င်းဆိုတော့ it ထုတ်မယ်ရှိတာကို h v e နဲ့သုံးရမယ် ။ဘာကြောင့် HCSS မတုံးလဲဆိုတော့ရှေ့က130 series အင်္ဂလိပ်စာအောက်တဲ့ဒီဘိုစီမှာပြောထားပြီးသားရှေ့မှာ do dot ရှိသွားရင်နောက်မှာ verse 0ပဲလိုက်ရတော့မယ်။အားကြောင့် original verb ဖြစ်တဲ့ HV ဟာပြန်တုံးလိုက်ရတာ။အဲ့တော့ what kind of ending does it have ဘလို့အဆုံးသတ်မျိုးရှိတယ်လဲ။အနောက်ကား၎င်းကဘာမျိုးစားလဲဒီရုပ်ရှင်ကဘလို့အမျိုးစားလဲဆိုတာလေးကိုသိထားတဲ့နေရာထားလေးရပါလဲဆိုရင် what what genre is this လို့တန်းထားတယ် ါးလေးကိုဂျန်လို့တောင်မထွက်ဘူးနော်ဘယ်လိုတောင်ထွက်လို့ဆိုရင် vision ဆက်လောက်ထွက်ကြည့်ရအောင်ဒီကောင်းတန်တွက်လေးရအောင်ဆိုလို့ရှိရင်အဲ့ဒီတန်လေးရအောင်ဆိုတော့မှလုပ်တယ်အဲ့ဒါဘာမှပါလဲဆိုရင် measure 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 ရရရရအဲ့ဒီတန်လေးရပြီလားအဲ့ဒီတန်လေးရရင်ဒါကိုထွက်လို့ရပြီ general 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 မဟုတ်နော် general measure လို့နောက် structure လို့အဲ့မှာပါလဲရရအဲ့ဒီတန်လေးဒီဒီမှာသုံးပါမှာအဲ့ဒီတန်လေးရဆက်တန်မျိုးလေးဒီမှာ gen general genera genera မဟုတ်ဘူးเนาะ what genera is it ဒါဒီဘာရုပ်ရှင်အမျိုးအစားလေးကိုဒီလိုမျိုးလေးသုံးရတယ်။ဘာဖြစ်လို့အနုပညာနဲ့ပတ်သက်တဲ့အမျိုးအစားလေးကိုဒါလေးသုံးရမယ်။အဲဒီမှာကိုကအဲဟာတာကားဆိုရင်လည်း comedy ပေါ့ဟို action ထိုးတာကြိုက်တာဆိုရင်လည်း action ပေါ့เนาะနောက်တစ်ခါကျတော့ဟိုတရေကားလို့ဘာလို့ကြောက်စရာကားဆိုရင်လည်း horror ပေါ့ဘယ်အမျိုးအစားလဲဆိုတာအဲ့လိုမျိုးမေးရတယ်။အဲ့တော့ what genera is it ဆိုတာလေးကိုမှတ်ထားမယ်။ဒါဒီနေ့မှာ ်တင်းတင်းထားတဲ့အတုံးတွေဆရာပြောခဲ့တယ်။အဲမတိလောက်ဘူးဆိုရယ် vocabulary ဆရာပြောခဲ့တယ်။အဲ့ဒါအောင်မှတ်မယ်ပြောမယ်။အဲ့လိုပဲတနည်းစားတနည်းစားစွင်းနေပဲ။ဈေး60ပြည့်သွားလို့ရှိရင်ကိုကအချိန်တွေကိုအာပြောမယ်ဆိုလို့ရှိရင်အင်္ဂလိပ်စာနဲ့လဲပြီးသားဖြစ်သွားမှာပေါ့နော်။အချိန်တွေဒီတိုင်းကုန်သွားမယ်တို့။အလုံးမဲ့ဆက်ပြီးကြိုးစားကြပါ။ဖိုက်တယ်မှာ။